45ရက်မပြည့်ဘဲနဲ့အမျိုးသားနဲ့အတူတူနေလို့ရတာဆိုပြီးတော့ comment လေးမေးထားတာတွေ့ရတယ်ဒါပေမဲ့ရှာနေတဲ့ comment တွေအများကြီးအတွက်ဘယ်ရောက်တော့မှမသိရတဲ့အမျိုးသားနဲ့ဘယ်ချိန်မှတူတူနေလို့ရလဲဆိုတော့ကိုကရိုးမွေးတာလားခွဲမွေးတာလားကိုရဲ့ချိုယိုအနာကကျက်ပြီလားဆိုတဲ့ပုံမှာမူတည်ပြီးတော့ညသောအဖြစ်45ရက်မှာဆရာဝန်တွေကအတူတူနေခိုင်းတယ်သို့တော်သို့တော်ချွင်းချက်နေနဲ့45ရက်ဒီမဆောင်နိုင်တဲ့အခြေအနေတွေမှာအဲဒီလိန်စိတ်ကိုဘယ်လိုဖြေကြမလဲဆိုပြီးတော့အဲစူးစမ်းကြတဲ့အခြေအနေမှာရှိရဲပေါ့နော်45ရက်ပြည့်မှလည်း ဆရာမင်းက3လခန့်ဆေးကိုထိုးပေးတာ노တိုင်မိခင်တွေအတွက်노ထွန်းတော့ရော့သွားမှာဆိုလို့ထိုးဆေးကိုပဲထိုးပေးတာအဲတောက်ဆေးကိုတိတ်မပေးဘူးပေါ့နော်။နောက်ကလေးကဖြစ်စစာစားနေတဲ့အချိန်လေးတစ်ခုကိုရောက်လာတဲ့အဲ6လ10လဝင်းကျင်လောက်ရောက်လာပြီဆိုမှမေအားဆေးတောက်ချင်တောက်လို့ရအောင်ဆိုတော့အစားကုနေပြီလေ။အဲအဲ့လိုမျိုးပေါ့နော်။အဲ့တော့ပြီးရင် comment တစ်ခုလည်းတွေ့သေးတယ်။อืมဗလဲဆ iam ကဘာသားသေးသုံးတာလဲဆိုတော့ဆ iam ကဘာသားသေးမှမသုံးဘူးရှင်သားသေးသုံးဖို့မလို့အဲ့လိုပါเนาะ အဲဆာမသုံးဖို့လိုအပ်ခဲ့တော့ကဘာသုံးခဲ့လဲဆိုတော့ဆာမ marble မဲ့သုံးခဲ့တယ်ဒမီ dose pin ဆိုတော့ဒါစီသုံးခဲ့တယ်ထိုးစီကတော့ဆာမသိပ်မထိုးဘူးဘာလို့လဲဆိုတော့ခန္ဓာကိုယ်ရဲ့ hormone ကိုဒါအတက်ပြီးတော့အသားမဲပြီးလူကဝတ်တက်လာတာမို့လို့ပါအဲ့တော့ကုတင်းတော့မတူဘူးပေါ့နော်ချွတ်ထိုးသေးသောပြီးရာသီသွေးတောက်လျှောက်စင်းနေလို့ဆိုတဲ့အခြေအနေရှိတယ်လို့ချွတ်ရတယ်လောက်ရာသီသွေးလုံးဝမစင်းတဲ့ဆိုတဲ့အခြေအနေလေးမှလည်းရှိတယ်ပေါ့နော်အဲ့တော့ ခုနစကားလေးပြန်ဆက်ရရင်အနည်းဆုံး55ရက်အဓိကတော့နောက်ထပ်ကိုဝင်ကတ်သွားနိုင်တာဖြစ်တဲ့အတွက်အဲတားတဲ့အရာတစ်ခုခုကိုသုံးပြီးတဲ့ကာလမှာပဲမြို့သားနဲ့အရူနေပါလို့ပဲအကြံပေးပြရသေးတယ်တကယ်လို့လေစိတ်ဆန္ဒကိုဖြစ်ပြောင်းရင်တခြားသောနီးလန်းနဲ့ဖြစ်ပြောင်းလို့ရတယ်အဲအဲ့ဒီမှာမြို့သားကကွန်တုံးသုံးတာပဲဖြစ်ဖြစ်ပေါ့နော်တခုခုပေါ့နော်တခြားနီးလန်းတခုခုသဘောပဲထင်ပါတယ်အဲ့လိုမျိုးနဲ့လေစိတ်ကိုဖြစ်ပြောင်းပေးလိုက်တာအဆင်ပြေပါလိမ့်မယ်လို့55ရက်မှာလည်းဘီယိုမွေးထားတဲ့အမေဆိုရင်တော့လည်းအနာကျက်ဖို့အဆင်ပြေမှာပေါ့နော်ဒီခွဲမွေးထားတဲ့အမေဆိုရင် ဲ့အနည်းဆုံးကတလနဲ့45ရက်ဝင်းတင်မှာပဲနာကျင်မှုကြိုက်ခဲမှုဒီချွေရဲ့အဒဏ်ရှိတာမျိုးဖြစ်တဲ့အတွက်လေအဲ့တော့တနိုင်ဆုံးမြို့သားတွေဘက်ကို45ရက်တော့စောင့်ပေးကြပါလို့မြို့သားတွေဘက်ကိုတောင်းဆိုချင်တာပေါ့နော်အဲကွန်မန့်တွေမှာလည်းတွေ့တယ်ချို့ဆိုစီမှာလည်းလာမေးကြတယ်ဘိုင်ဘာမှာလေအနာဘူးဖြစ်သွားတာပိုးဝင်သွားတာ45ရက်ကမဆောင်နိုင်တဲ့အတွက်ဒီမိမကုံမှာနေတော့မိမကုံမှာပိုးဝင်ပြီးတော့အနမ်းသက်ပိုးထွက်လာတာဒီအဲလုံးဝချိုးကြီးက ဖြစ်သွားတဲ့အနေထားအဲ့ချိန်မှာဆရာဝန်စည်းကောင်ထပ်သွားတဲ့အခြေအနေမျိုးတွေအဲ့တော့ကိုချင်းစာပေးဖို့ပဲတိုက်တွန်းခြင်းပါတယ်အနာချိုရိုးကြက်တဲ့အထိတော့စောင့်ပေးဖို့ကိုကကြက်ကြက်ဖို့လဲကိုရဲ့အမျိုးသမီးကကိုကိုကိုကယူဆိုင်နေဖို့လိုအပ်တယ်ပေါ့နော်အနာကြက်လာဖို့ရေးနောက်တစ်ခါကိုဝင်တစ်ခုမကတ်ဖို့ရေးကကိုကိုကိုတခြားပဲနီးလက်နဲ့ကာကွယ်မလဲဆိုတာကိုကြိုးစဉ်းစားထားဖို့လဲလိုအပ်ပါတယ်နော်ဒီလောက်ပါပဲရှင်ဘာလို့ဆိုတော့အဲ့ချိန်ကဟော်မုန်းအပြောင်းလဲရှိနေတဲ့အတွက်မင်းတို့မှာနေကြစိတ်ရှိခြင်းလဲရှိမယ်မရှိခြင်းလဲမရှိဘူးတနေ့တော့ကမတူဘူးပေါ့နော်အဲအဲ့ဒါလေးပြပြခြင်းလို့ပါနော် ဒါ comment တွေအများကြီးတွေ့တယ်ရှင်အဲဆီမဘေးကလည်း man လေးကနော်အိမ်လာဝယ်လို့ရလားမနေ့ကောကလည်းညနေ9နာရီတွင်ရုံးချိန်တွင်ဘိုင်ဘာလေးဖြည့်ဆိုပေးတယ်ဖုန်းကောတွေဖြည့်ဆိုပေးပါတယ်ရှင်အဲအဲ့နောက်ပိုင်းကျရင်တော့ဒီမှာနေနေနည်းနည်းလေးအချိန်ပိုဆင်းတဲ့သူရှိမှာပဲ7နိုင်ည7နိုင်နောက်ပိုင်းနဲ့7နိုင်ကြာလေးမှာတော့ဖြည့်ပေးတာမျိုးလေးတော့ရှိပါတယ်เนาะ